အားလုံးပဲမင်္ဂလာပါရှင်။ချမ်းသာတဲ့အိမ်တွေမှာအမြဲတွေ့ရတတ်တဲ့ဂမုံးပင်လေးတွေအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဂမုံးပင်တွေဟာဆေးဘက်ဝင်တဲ့အပြင်ကံမြတ်အစွမ်းတွေပါရှိနေရကြောင်းစိုက်ပျိုးတတ်ရင်အကျိုးပေးတတ်ပြီးမစိုက်ပျိုးတတ်ရင်စီးပွားမတတ်ဖြစ်နေတတ်ပါတယ်။ဒါကြောင့်စီးပွားတတ်အောင်ဘယ်လိုစိုက်ပျိုးရမလဲဆိုတာတွေကိုပါပြောပြပေးသွားမှာဖြစ်ပါတယ်။ကျမတို့ရက်ွက်ကျမတို့လမ်းမှာနေထိုင်ရရှိတဲ့ကုန်တဲ့အိမ်တိုင်းမှာ မကြသေးမီနစ်ကမှစပြီးတော့အိမ်အသစ်ဆောက်လုပ်ခြင်းမော်တော်ကားဝယ်စီခြင်းတို့အပြင်အလူအတန်းကိုလည်းမကြခဏဆိုသလိုပြုလုပ်လှူဒန်းနေရတယ်ကိုတွေ့မြင်ရပါတယ်။မျက်စိအောက်တွင်မယုံကြည်နိုင်လောက်အောင်စီးပွားဥစ္စာလျင်မြန်တိုးတက်ပြောင်းလဲမှုကိုအံ့ဖွယ်တွေ့မြင်လိုက်ရပါတယ်။ ထိုသူတို့နဲ့နီးစပ်မှုရှိသူအတော်ကြီးက၎င်းတို့ရဲ့စီးပွားရေးတိုးတက်မှုကိုမေးမြန်းကြည့်မိပါတယ်။အတော်ကြီးကသူတို့၏အိမ်တွင်ဂမုံးပေတပင်ရှိကြောင်းအပင်ငယ်လေးတပင်ကိုငွေ30ပေးရွေးဝယ်ယူစိုက်ပျိုးထားကြောင်းဂမုံးပင်ကြီးထွားလာတဲ့အချိန်မှစ၍အလော့အကန့်အကျန်စီများတိတိတတာတိုးတက်အောင်မြင်ကြောင်းထိပေါက်ကြောင်းအယောင်းအဝယ်ကောင်းမှုကြောင်းကိုအားရပါးရပြပြပါတော့တယ်။ ထိုအတော်ကြီးပြပြတဲ့စကားအရာတွိုင်းလာရင်ထိုသူတို့၏အိမ်ကိုဂယုတဆိုင်ကြည့်မိရ။အိမ်ဤဧကန်အတွင်တသားစီပိုင်းကြီးတစ်ခု၌တေရှာစွာစိုက်ပျိုးထားပြီးငွေမယံပြောင်လက်နေအောင်တုတ်ထားပြီးအရွက်စိမ့်စိမ့်အပြားရှိရှိပြောင်ပြောင်လက်လက်ကမုံးမင်တပင်တို့ကိုတွေ့မြင်ရပါတယ်။ထိုကမုံးပင်ကိုတွေ့မြင်ရတဲ့အချိန်မှစ၍ကျမ၏စိတ်ထဲတွင် ထိုကမုံးပင်မျိုးကိုစိုက်ပျိုးပြုစုလိုတဲ့ဆန္ဒတွေလွန်စွာပြင်းပြထက်သန်နေခဲ့ပါသည်။ သွားလျာရောက်လျာအရက်တိုင်းမှာကမုံးပင်စိုက်ပြိုးထားတဲ့အိမ်တွေရှိရင်ထိုကမုံးပင်မျိုးရှိမလားဆိုပြီးရှာကြည့်မိပါတယ်။အလွန်တွေ့ရနေတဲ့ကမုံးမျိုးဖြစ်ပါတယ်။ပတ်စံချမ်းသာတဲ့အိမ်တအိမ်တွင်ကျမအလွန်လိုချင်နေသောကမုံးပင်မျိုးကိုဝဝေဆဆာလှလှပပတွေ့မြင်ရပြန်ပါတယ်။ထိုအိမ်ရှင်မလည်းနှစ်မကြသေးမီအတွင်အိမ်ဆောက်တိုက်ဆောက်မော်တော်ကားကိုတစည်းပြီးတစည်းဝယ်စီးစီးပွားဥစ္စာတိုးတက်မကြာခဏအလူအတန်းပြုလုပ်နေတဲ့အိမ်တအိမ်ဖြစ်နေပြန်ပါတယ်။ ၎င်းအိမ်များမှာလည်းငွေနှစ်ပေးရဝယ်ရအောင်လည်းမဟုတ်တောင်းရယူရအောင်လည်းခင်မင်းရင်းနှီးမှုမရှိတော့ကြောင်းတစ်ခက်အခဲကြုံလျက်ကျမမှာအပင်အမျိုးမျိုးမသိသေးတဲ့အတွက်စိတ်အနှောက်အယှက်ဖြစ်နေခဲ့ရပါတယ်။ တရက်မှာနာမည်အလွန်ကြီးတဲ့အယောင်ဝယ်တော်တဲ့ဆိုင်တဆိုင်တွင်ဆိုင်ရှင်အား၎င်းကမုန်းပင်အကြောင်းကိုမေးမြန်းလိုက်ပါတယ်။ထိုဆိုင်ရှင်မှာထိုကမုန်းပင်ကနာမည်အတော်အများကြောင်းချမ်းသာကြီးတထေကြီးမဲတော်ကြီးမင်းသားကြီးဟုအမျိုးမျိုးခေါ်ဝေါ်ကြောင်းတပင်လင်း25ကျက်30 50 100အထိပေးဝယ်ယူကြကြောင်းထိုကမုန်းပင်ကိုစိုက်ပျိုးပြီးမကြခင်ဝင်ငွေအထူးများလာကြောင်း ထိပေါက်ကြောင်ဈေးရောက်၍အလွန်ကောင်းကြောင် အလွန်ဝုံကြည်မှုရှိကြောင်းတို့ကိုပြောပြနေရကြောင်းရခင်ကထက်လိုချင်စိတ်ပို၍ပြင်းထန်လာနေပါတယ်။နေ့တစ်နေ့တွင်ကျမနှင့်အလွန်ရင်းနှီးမှုရှိလာတဲ့မိတ်ဆွေတို့၏အိမ်တို့ကိစ္စတစ်ခုဖြစ်ရောက်ရှိခဲ့ရာထိုမိတ်ဆွေ၏အိမ်ရှိကမုန်းပင်၏အကြားတွင်ကျမလိုချင်တောင်းတနေတဲ့ကမုန်းပင်မျိုးကိုတွေ့မြင်လိုက်ရပါတယ်။အရှိုးရှာတက္ကသိုလ်အပြူရှာကညာတွေးဆိုကြလို့အလိုကြည်နှုတ်ဝမ်းမြောက်မိပါတယ် ထိုကမုန်းမင်းအတော်လာပြီးစက်တည်ရှိလာပါလားနာမည်ဘလို့ခေါ်ပါသလဲရောင်းချင်လဲရောင်းမရောင်းချင်လဲပေးမပေးချင်လဲအတင်းယူမှာပဲဟု ပြောပြောဝဲဝဲတောင်းတောင်းလူရင်းတို့ရအောင်ခတ်တူတူနဲ့နိုင်လုံမင်းထပ်ပြုမိပါတယ်ကျမ ాయి မိတ်ဆွေမခင်မင်းရင်းနှီးမှုဖြစ်သည့်အတိုင်းဒီကမုန်းပင်ကိုပြည်လုံးချမ်းသာဟုခေါ်ပါတယ် နာမည်ကောင်းမွန်သလောက်နာမည်နဲ့လိုက်အောင်အကျိုးပေးလဲထူကြတယ်။ဘသူ့ကိုမှပေးလဲမပေးရောင်းလဲမရောင်းဟုဆုံးဖြတ်ထားပါဗျ။အမအိုတော့မပေးမဖြစ်တဲ့လူဖြစ်နေလို့ကျွန်တော်ရဲ့ဆုံးဖြတ်ချက်တွေကိုပြင်ပြီးတော့ပေးရတော့မှာပေါ့။မရောင်းပါဘူးအမရဲ့အိမ်မှာပွားလာရင်သာသူ့တပားကိုမပေးလိုက်နှင်းဟုပြောပြီးအပင်ငယ်တပင်ကိုပေးလိုက်ပါတယ်။ကျမမြင်မြဝမ်းမြဝမ်းသာပြင်ပြီးတော့ပြောရင်မပြနိုင်ပါဘူး။ ခမရမဒီတပင်နဲ့ရှိလင်တော့ကျမမယူရက်ပါဘူးနောက်ပွားမှသာပေးပါ ကျမကိုချင်းစားပါတယ်ကျမအားနာလို့မပေးမဖြစ်ပေးရတာတော့ကျမမယူလိုပါဘူးဟုပြန်လဲပြောမိပါတယ် အာအမကလည်းဒီတပင်ထဲရှိလေအမကိုပေးပါမလားဟိုမှာအပင်ကြီးရှိတယ်ဒီအပင်လေးကခွဲဆိုင်ထားတာပါအာမနာပါနဲ့အမလွယ်လွယ်နဲ့ရရင်လေးလေးစားစားမြက်မြက်နုံနုံမရှိမှဆိုလို့ခဲရခဲစစ်သဘောမျိုးကိုပြောပြနေတာပါဟုဆိုတာကြောင့်မိတ်ဆွေပြရအကျိုးအကြားလဲလန့်ကြည့်လိုက်ရအလွန်ကြီးထွားလာတဲ့ကမုန်းပင်ကြီးကိုတွေ့လိုက်ရပါတယ်ဟာလွယ်လွယ်ရပါမယ်ပေါ့ပေါ့ဆဆာမအောင်မိပါဘူးကျမဒီကမုန်းပင်ကိုဆွဲလန်းတောင်းတနေရကြပါပြီ ဒီကမောင်းမင်ပေးတဲ့အတွက်ကျေးဇူးအများကြီးအဆုလိုက်အပြုံလိုက်ကိုတင်ပါတယ်လို့ပြောပြီးအိမ်မှာယူဆိုင်ထားလိုက်ပါတယ်။ထို့ကမောင်းမင်ပေးလိုက်တဲ့လူမှလည်းစီဝါဥစ္စာပေါများသူဩဇာအာဏာကြီးမှပြီးအရွှေအယံပေါများသူအိမ်ငယ်လေးမှအိမ်ကြီးကြီးဆောက်လုပ်နေထိုင်သူတယောက်ဖြစ်ပါတယ်။ထိုကမုန်းပင်ကိုကျမ၏အိမ်တွင်စိုက်ပျိုးထား၍ဝေဝေဆဆာလှလှပပဖြစ်လာတဲ့အခါယင်းနှစ်သူမိတ်ဆွေများကတောင်းဆိုကြပါရစေ။ကျမ၏အပင်မှာ မပွားသေးရကြောင်းတခြား၏အပင်မှာ အပင်ကြီးအပင်ငယ်အရွယ်အစားလိုက်ပေးဝယ်ခဲ့ကြရပါတယ်။ထိုကမုန်းပင်ကို ပြုစုစုတိုင်းလူတို့အလောက်အကိုင်းအကျန်စီစီးပွားဥစ္စာတိုးတက်သည်ကိုယုံကြည်ကြတယ်။ထိုကမုန်းပင်ရှာဝယ်ပေးတဲ့အမအကိုလည်းကျေးဇူးတင်ကြောင်းအတီးတီးပြောကြားကြပါတယ်။ကျမရှာဖွေရေးဝယ်ပေးလိုက်သူများအနက်တပင်လင်း50နှစ်ပေးဝယ်လိုက်တဲ့သေးတဲ့အတော်ကြီးမှာထူးထူးခြားခြားကောင်းကျိုးခံစားရသူဖြစ်ပြီးတော့အလွန်စေရန်ကောင်းချောင်းအလွန်မင်းစည်းဝါတိုးတက်ချောင်းတည်လိုက်ရပါတယ် ညအခါခွေးရောင်လင်းပစ္စည်းဥစ္စာခိုးယူမှထက်ဂမုံးဝင်ပြောင်းမှစိုးရိမ်နေကြ၍မအိပ်ပဲဂမုံးမေမေးမှထိုင်ဆောင်နေရတယ်ဟုပြောတဲ့သူကပြောကြပါတယ်။သူတို့ဤစိတ်ထဲမှာဂမုံးမေရှိနေလင်းစီဝါဥစ္စာရှာဖွေ၍လွယ်သည်ဟုမှတ်ယူနေခြင်းကြောင့်ဖြစ်ပါတယ်။ထိုဂမုံးမေမျိုးမှာ အခက်များပွားရန်ခဲပြီးတပင်နဲ့စီကားလှပနေတတ်သောမျိုးဖြစ်ပါတယ်။တနေ့ခန့်ကြတော့အခါကျမစိုက်ပြထားတော့ကမုံးပင်မှာပင်ပေးကတော့ပင်ရှိကပါ အတက်များထွက်ရွေ့လာနေသဖြင့်ကျမကိုကမုံပေးလိုက်တဲ့မိတ်ဆွေကပင်ရှိကအခက်များကိုခွဲလို့ကခွဲပါဘေးကပောက်နေတော့အတက်များကိုမခွဲပါနဲ့ကျွန်တော်ဆိုင်လာတာအတော်ကြာပြီဘေးကမပေါက်ဘူးပင်ရှိကသာပေါက်လိရှိတယ်အမအပင်မှာဘေးကအတက်တွေပါပေါက်လာတာဟာထူးခြားလာတယ်ဟုဆိုပါတယ်မိတ်ဆွေတငယ်ချင်းအလွန်ပေါ်များသူအလွန်အားနာတတ်သောသူ ပေးခြင်းတဲ့သူတယောက်ဖြစ်တာကြောင့်ကျမအားကမုံပင်ပေးတော့မိတ်ဆွေကြီး သူတပားကိုမပေးနိုင်ဟုမှလိုက်သောစကားကိုနားမထောင်တော့ပဲပင်ရှိမှအတက်များကိုဖဲ့ယူပြီးပေးလိုက်ပါတယ်။နောက်တော့ဘေးကပေါက်လာတဲ့အတက်များကိုခွဲပေးပါတယ်။ခွဲဆိုင်ထားတဲ့အတက်နှစ်ခုသာကျန်ရှိပြီးပင်မကြီးမှာအငုတ်သာကျန်ရှိပါတယ်။နောက်ထပ်အငုတ်သာကျန်နေတဲ့အပင်မှာအတက်များပေါက်လာရင်မရသေးတဲ့သူများကိုပေးရပါအောင်မယ်။မကြာခဏအတက်များပေါက်နေပြီဟုထင်ရပါတယ်။ မမုံးဆိုင်ပြိုးတဲ့အခါမှာအများအားဖြင့်ပြည်ငွေကိုလောင်း၍ကြောက်တံပရံများခက်၍စိုက်ပြိုးကြပါတယ်။ဆရာကြီးတယောက်ကခြေပြားကိုပြားခံ၍စိုက်ရမည်ဟုခြေဖလားနှင့်နွားနှုတ်ခံ၍အမြစ်ကိုလောင်းထည့်ရမည်ဟုပြောပါတယ်။အမွေးတိုင်များထွန်းကြီးလျက်အမွေးနံ့တရင်များလောင်းပြီးလင်ဥပုံနှစ်မှာတရော်ကမွန်လောင်း၍အရွက်ကိုစေးကြောတုတ်တင်ကြရပါတယ်။အပင်ကိုဂယူးဆိုင်ပြီးတန်တန်မြန်မြန်နဲ့စင်ပေါ်မှာတင်ထားရင်အရေးကြီးပါတယ်။မိတ်ဆွေများက အမတော့ကမုံးမင်ဆိုင်လို ချမ်းသာနေရောပေါ့ထိထနခပောက်ခုပြီလဲဈေးရန်ကောက်ရဲ့လားစီးပွားရေးဘလို့ရှိလဲလို့မေးကြပါတယ်ထီတော့မပောက်သေးပါဘူးဈေးလည်းမရောကောက်သေးပါဘူးချမ်းတော့ချမ်းသာပါရဲ့လို့ဖြေမိပါတယ်ဝါသနာမပါ၍ထီလည်းမထိုးဈေးလည်းမရောတာကြောင့်ပစ္စည်းဥစ္စာအစုလိုက်အပြုံလိုက်မရှိရကြောင့်စိတ်မပြတ်တဲ့သူဖြစ်၍စိတ်တော့အတော်ချမ်းသာရပါတယ်တိုက်ဆိုင်၍လာတော့မပြောနိုင်ဝေရင်ဟောစားရင်၁၀၂၀မြတ်ရနေကြဦး ြည်လုံးချမ်းသာကမုန်းပင်ဆိုင်တဲ့နေမှာစ၍ဗေဒင်ဟောစရန်တက်ဆောင်လေးတရားချက်တိတိပေးတဲ့သူများရှိလာတာကြောင့်အတော်ကိုဟန်ကြပြီးပြည်လုံးချမ်းသာကမုန်းပင်ဆိုင်ပြိုးချင်းကြဟုတွေးထင်မိတာတော့အမှန်ပါကမုန်းပင်တွေကိုအယုံကြည်မရှိလေမဆိုင်ပြိုးပဲနေဒီကတင့်တော်၍စိုက်ပြိုးရထားရင်စီကားတန်ဆွမ်းမှုရှိအောင်နော်ရေကိုမမှန်လောင်းပေးတင်ပါတယ်စိုက်ပြိုးတတ်ရင်စီပါတတ်တဲ့အပင်လေးတွေဖြစ်တာကြောင့်အပင်ဟာရှောက်သွေးမနေတင်ပါဘူး ခြံပြင်မှာထားခြင်းထက်ခြံအတွင်းမှာစိုက်ပျိုးတင်ပါတယ်။ခြံဝန်းထဲမှာစိုက်ပျိုးတဲ့အခါမှာလေအိမ်နောက်ကျောပတ်မှာအိမ်သာအနီးနားမှာလေကားအောက်မှာ အလွန်ညက်ပတ်တဲ့နေရာတွေမှာမစိုက်တင်ပါဘူး။အိမ်ခန်းထဲထားတဲ့အခါဂမုံးရဲ့အနယ်တွေအကိုင်းတွေဟာစမ်းမြင်မှမကြနိုင်ပါစေနဲ့။ပြီးတော့ဂမုံးပင်တွေပေါ်ကြောခွမသွားမိအောင်လည်းတတိထားဖို့လိုပါတယ်။အိမ်ကအပင်ဟာဒီအချက်တွေနဲ့ကြုံနေရပြီဆိုရင်ငွေကြေးဆုံးရှုံးမှုတွေဖြစ်စေတတ်ပါတယ်။ နောက်ထပ်6ရက်အရက်ကတော့အပင်လေးတွေရှည်လာတဲ့အခါဖျက်တောက်ပေးတဲ့သူဟာအိမ်သူအိမ်သားကိုယ်တိုင်ပဲလောက်ရမှာဖြစ်ပါတယ်။ဒီစိမ့်ကိုဖျက်တောက်ခိုင်းတဲ့သူဟာငွေရေးကျရွေးကမကမဖြစ်စေတတ်ပါတယ်လို့ဆထားပါတယ်။ဒီလောက်ဆိုရင်ကမုန်းပင်လေးတွေအကြောင်းတိလောက်ပြီးထင်ပါတယ်။